မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 15ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းရေစကြိုမြို့ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သားတအုပ်တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် April 12ရက်နေ့ည9:00နာရီခွဲကန်အချိန်မှာရေစကြိုမြို့အမတ်ရှိဒုက္ခဝတိရက်ကွက်ကတ်ကျော်ဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်တပ်ကိုမြင်းကြံ Black Tiger MBT တပ်ဖွဲ့ကရဲဘော်များက ပျောက်ကြားနီးစနစ်နဲ့အသုံးပြုပြီးတော့အနီးကဝင်းရောက်ပြစ်ခတ်တိုက်ခတ်ရာစစ်သားတအုပ်တိတ်ဆုံးပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရှိထားတဲ့စစ်ကောင်စီရဲ့တပ်သားများရေကကြုံမြို့ပြည်သူဆေးုံပေါ်မှာစိတ်ကူးတနေရတယ်လို့သိရပါတယ်။မြို့ပေါ်ကစစ်ခွေးတွေပဲသုံးဘက်သုံးနံကနေပြီးတော့ပိတ်ထားတာ။ရဲဘော်တွေကပိတ်မိတယ်လို့ဖြစ်သွားတာပေါ့။အဲ့ဒီအချိန်မှာတိုက်ပွဲကနည်းနည်းတနားရီလောက်ထပ်ပြီးတော့ကြာသွားတာ။နောက်ဆုံးတော့ကျွန်တော်တို့ရဲဘော်တွေအားလုံးပြန်ထွက်နိုင်ခဲ့ပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကရှင်းပြထားပါတယ်။ မြင်းကြံ Black Tiger MPD တပ်ဖွဲ့ကရဲဘော်များကပြန်လည်ဆုတ်ခွာလာတဲ့အချိန်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကပိတ်ဆို့ပစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲတနအိကထမှန်ကြာမြင့်ခဲ့ပြီးတော့ပြည်သူ့ကာကွယ်ရေးဘော်များအထူးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းတောင်မွေမြို့မှာရဲစခန်းကိုဘုံသုံးလုံးနဲ့တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ14ရက်နေ့ည10:00နာရီခွဲကမှပြည်သူ့ကာကွယ်ရေးဘော်များကတောင်ပိုင်းမြို့မှာရဲစခန်းကိုဘုံသုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုရန်ကုန်အရှေ့ပိုင်းခရိုင်ပကပရဲ့ဦးဆောင်မှုနဲ့မြောက်ကလာပါမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကစောင့်ရဲခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းလက်ပတန်းမြို့နယ်မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား၈ဦးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ17ရက်နေ့မွန်လွယ်တနအီ30မိနစ်ခန့်မှာလက်ပတန်းမြို့နယ်ထမ်းမင်ချောင်းရွာကနေပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား80ခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကိုအုတ်ဖို့စုရွာနဲ့ရေငန်ရွာကိုဆက်သွယ်ထားတဲ့ချောင်းကူတရအနီးမှာတာယာဝတီခရံတရင်33ညနဲ့တပ်ခွဲနှစ်နဲ့အတူရွှေတန်းမြေပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲဘော်များကပူးပေါင်းပြီးတော့စောင့်ချိုတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကတနအီကကြမ်းမြင့်ခဲ့ပြီးတော့လက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၈ဦးသေဆုံးက လေးဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထမ်းမင်ချောင်းဘက်ကနေပြီးတော့ခြေချင်းတက်ချလာတဲ့စစ်ခွေးစစ်ချောင်းကိုရေငန်နဲ့အုပ်ဖို့စုကိုဆက်သွယ်ထားတဲ့ဒရာနာကနေပြီးတော့စောင့်ပြီးတော့တိုက်ခိုက်ခဲ့တာပါ။အဲ့ဒီမှာအပြန်လန်တနာရီလောက်တိုက်ပွဲဖြစ်တာစစ်ခွေးရှစ်ကောင်တေသွားတယ်။လေးကောင်ကတော့ပြင်းထန်ဒဏ်ရာရပြီးတော့အထိနာသွားတော့ ူတို့တက်ဆွဲထားတဲ့ခမ်းမင်ချောင်းဘက်ကိုပြန်လဲပြီးတော့ဖျော်ဖျဲဆုတ်ခွာသွားပါတယ်လို့တာယာဝရီခရိုင်တပ်ရင်းတုံးချက်သုံးများနဲ့တက်ခွဲကတောင်ရှိသူတို့ကပြောပြထားပါတယ်ဆက်လက်ပြီးတော့လည်းအကြမ်းမဲ့စစ်ကောင်စီတပ်သားများနဲ့ထိတွေ့တိုက်ပွဲများဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူများအနေနဲ့လည်းအကြမ်းမဲ့စစ်ကောင်စီတပ်သားများအနီးမှာတွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုတ်လောက်ကြရန်တာယာဝရီခရိုင် PDF ကတောင်ရှိသူတို့ကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံညောင်ဦးတမြို့လုံးမှာစစ်တပ်က CCTV များကိုလိုက်လံတပ်ဆင်နေပြီးတော့ထွေအုပ်ရုံးအတွင်းထဲကနေပြီးတော့လုံခြုံရေးယူပြီးတော့စောင့်ကြည့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PDF များကမကြခဏဆိုသလိုတိုက်ခိုက်မှုများလှုပ်ဆောင်နေတဲ့အတွက်အခု AP လာဇမ်းပိုင်းအတွင်းမှာစစ်တပ်ကညောင်ဦးမြို့ပေါ်မှာ CCTV များကိုလိုက်လံတပ်ဆင်နေတယ်လို့သိရပါတယ်။အထူးသဖြင့်မြို့အဝင်အထွက်မြို့လယ်ကောင်းများမှာ CCTV များကိုလိုက်လံတပ်ဆင်နေကမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုဦးစီးဌာနဝင်းအတွင်းကနေပြီးတော့လုံခြုံရေးယူပြီးတော့စောင့်ကြည့်နေကြတယ်လို့သိရပါတယ်။ပကံညောင်ဦးတမျိုးလုံးနဲ့ဘီးပွိုင်းနေမှာ CCTV တွေတက်ဆင်နှားပါတယ်မကြာခဏ PDF တွေတက်ခိုက်သွားတဲ့နေရာတွေနဲ့လမ်းခွဲတွေမြို့ဝင်ထွက်တွေမှာတက်ဆင်ထားပါတယ် အဲ့ဒါတွေကိုထွေအုံယုံတဲ့ကနေပြီးတော့ထိုင်ပြီးတော့စောင့်ကြည့်နေတာလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်။ဒါအပြင်အခုတကြံကာလမှာစစ်ကောင်စီကပွဲလန်းတပင်များမပြုတ်လို့ရန်ညွန်ကြားချက်များထွက်ပေါ်လာတော့လေညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကလုပ်ငန်းရှင်များနဲ့စီးပွားရေးသမားများထံကနေပြီးတော့တကြံအတွက်အလူငွေများကိုကောက်ခံထားတဲ့အတွက်မြို့နယ်တကြံမန်းတဲ့ကိုမဖြတ်သိမ်းတော့ပဲတကြံပွဲကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်းနဲ့အကူအညီတောင်းကြံတာလေးတစ်ခုကတော့ အပ်ဒိတ်ဖြစ်နေတဲ့သတင်းများကိုအစီအမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာမြေမြင်ကရဲဘော်တွေနဲ့စစ်ပေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာနေ့စဉ်မပြတ်အစီအအမြဲတမ်းအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်မင်းတပ်မြို့မှာရှိတဲ့မြို့မှာနဲ့ချင်းဖျားเจ้าကိုအကြမ်းဖက်ဆက်တက်ကလေเจ้าကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ23ရက်နေ့ညနေ4:05မိနစ်ခန့်မှာမင်းတပ်မြို့မှာရှိတဲ့မြို့မှာနှစ်ချင်းခရီးရန်ဖျားချောင်းကိုအကြမ်းမဆက်တဲ့ကလေးချောင်းကနေဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တဲ့ရဲ့လေးချောင်းတိုက်ခတ်မှုအတွင်းမှာခရီးရန်ဖျားချောင်းပြိုကျပျက်စီးသွားပြီးတော့ပြည်သူများထိခိုက်ဒေဆုံးမှုတော့မရှိဘူးလို့သိရပါတယ်။အလားတူပဲမန္တလေးတိုင်းမတရားမြို့နယ်မှာရှိတဲ့ဘုံကုန်းရွာအနီးကိုအကြမ်းမဆက်တဲ့ကလီရင်နဲ့ဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သတင်းအေးအေးမြေကပြောပြထားပါတယ်။ဧပြီလ23ရက်နေ့နေ့လယ်7:32မိနစ်ခန့်မှာ မတရားမျိုးနဲ့ဘုံကုန်းရွာအနီးကိုအကြမ်းဆက်တက်က Jet Fighter တစ်စီးနဲ့ပေါင်900ဘုံဒီတစ်လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတွေထိခိုက်မှုမရှိဘူးလို့တော့ကြားရတယ်။ Jet Fighter တစ်စီးနဲ့ဘုံကုန်းကြီးရွာအနီးကိုပေါင်900ဘုံဒီတစ်လုံးကျဲချတိုက်ခိုက်သွားတာပါလို့ဒေတာပင်းသတင်းအမြင့်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းဘုဒ္ဓလင်မြို့ပေါ်မှာရှိတဲ့အကြမ်းမဆက်တဲ့ရဲမိုးစစ်စေးရိတ်ဂိတ်ကစစ်ကောင်စီတပ်သားများကလမ်းသွားလာလာပြည်သူများကိုပြစ်ခတ်ခြင်းကြောင့် ပြည်သူတို့အုပ်တည်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ14ရက်နေ့ညနေ9:30မိနစ်ခန့်မှာဘူးတလင်းမြို့ပေါ်မှာရှိတဲ့အကြမ်းမဆက်တဲ့ရဲမိုးစစ်ဆေးရေးဂိတ်ကစစ်သားများကလမ်းသွားလမ်းလာပြည်သူများကိုလက်နိုင်ငယ်များနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းမဆက်တဲ့ရဲပြစ်ခတ်မှုကြောင့်ပြည်သူတို့အုပ်တည်ဆုံးခဲ့ပြီးတော့လက်ရှိအချိန်ထိစစ်သားများကရန်တမ်းပြစ်ခတ်မှုများလှုပ်ဆောင်နေခြင်းကြောင့်တေဆုံးသူဘသူဘဲဝါဆိုတာကိုအတီးပြုတ်နိုင်ခြင်းမရှိသေးဘူးလို့ပြောပါရယ်စစ်ခွေးတွေပြစ်ခတ်လိုက်လို့တေဆုံးသွားတဲ့သူရဲ့အမည်နဲ့ ဘယ်ကြီးွာကလဲဆိုတာကိုအတိအကျမသိရသေးပါဘူးအဲ့ဒီနားမှာရန်တန်ပြစ်ခတ်နေစဲမို့လို့သွားကိုမကြည့်နိုင်သေးတာပါအချိန်ကတော့9နာရီလောက်ကပါစစ်ခွေးတွေကပြည်သူတွေကိုဖမ်းဆီးတာမျိုးတော့မကြမ်းမိသေးပါဘူးပြည်သူတအုပ်ကြီးတန်းထိမှန်တိတ်ဆုံးတာကတော့မှန်ကန်ပါတယ်လို့မုံရွာခရိုင်အမှတ်နဲ့တိုက်ရင်တက်ခွဲတက်ရွာစော်ကြီးတက်ခွဲကတောင်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolute Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအားလုံးဘေးရန်တွေအပေါင်းကကင်းဝေးပြီးတော့အကြပ်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေပြီးတော့အမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ